ပါရှင်တနင်္လာရီသတင်းအစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီအစီအစဉ်ကိုဒဝဲဝက်အဖွဲ့သားတွေကအစီအစဉ်တင်ဆက်ထားတာပါဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့မြမငလျင်ဘေးဧပြီလ၁ရက်နေ့ထိရရှိထားတဲ့သတင်းအနည်းချုပ်တွေအကြောင်းဒဝဲအထူးစီးပွားရေးဆောင်ဧရိယာမှာကင်းထောက်လျင်ဝဲနေလို့ဘုံကျဲမှာကိုဒေတာခန့်တွေစိတ်ပူနေတာပလောမျိုးကစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုတအူပြစ်ခတ်ခံရပြီးတိတ်ဆုံးခဲ့တဲ့အခြေအနေနဲ့ ်မြိတ်တုံးပြုံးရွာမှာစစ်ကောင်စီရိတ်ခါစီရင်တန်းမိုင်းဆွဲတိုက်ခိုက်ခံရတဲ့အကြောင်းစစ်ကောင်စီကတဲယူခွင်းပိတ်ထားလို့တကူနဲ့တရပွင်ရွာတွေမှာစံပြက်လို့နေပါကြုံနေရတဲ့အခြေအနေစစ်ကောင်စီကတဲယူခွင်းပိတ်ထားလို့တနင်္သာရီမြို့နယ်ကကွန်တီ6ဇီးတွေကျဆင်းလာနေတာထိုင်းမြန်မာနယ်ဆက်မောတောင်မြို့မှာတောမင်းလောင်နေတာ၄ရက်ဆက်ရှိလာပြီဖြစ်ပေမဲ့ငိမ့်သက်ပေးတဲ့သူမရှိတဲ့အကြောင်းစရတဲ့တည်င်းတွေကိုနားဆင်ရမှာပါရှင်။ ထမဆုံးသတင်းတပုတ်အနေနဲ့ကတော့ပလောမျိုးကစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုတအူပြစ်ခတ်ခံရပြီးတိတ်ဆုံသွားခဲ့ပါတယ်ပလောမျိုးအမှတ်၄ရပ်ကွက်စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုဖြစ်တဲ့အသက်60ကျော်အရွယ်ဦးခင်မဝင်းပြစ်ခတ်ခံရပြီးတိတ်ဆုံသွားခဲ့ပါတယ်။တရင်အပြည့်စုံကိုဒိုဝဲဝက်ရှ်ဝိုင်းဒေါ်သားတအူးကပြောပြပေးသွားမှာပါရှင်။ပလောမျိုးအမှတ်၄ရပ်ကွက်စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုဖြစ်တဲ့အသက်60ကျော်အရွယ်ဦးခင်မဝင်းဟာပြစ်ခတ်ခံရပြီးတိတ်ဆုံသွားခဲ့ပါတယ်။ မတ်လ31ရက်မနေ့စတနာရီလောက်မှာနေအိမ်မှာထောက်ခံစာရေးပေးနေတဲ့အချိန်ပြက်ခတ်ခံရပြီးတိတ်ဆုံသွားခဲ့တာပါသူကိုပြည်သူ့ကာကွယ်ရေးတပ်မတော်မြစ်ခရဲအမှတ်1တပ်ရင်းနဲ့ကရင်မျိုးသားကာကွယ်ရေးတပ်မတော် KNDO တပ်ရင်း9တို့ကပြက်ခတ်ရှင်းလင်းခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်လူငယ်တွေကိုအာရမဆင်မှုထားဆောင်စေဖို့စုဆောင်းတာချေချောက်ငွေညှင်းတာတွေကိုတက်တည်ယူပြီးပြက်ခတ်ရှင်းလင်းခဲ့တာလို့ဆိုပါတယ် မြစ်ခရိုင်တန်ရင်တင်းနဲ့ကရင်ဒီယိုတန်ရင်ခုနှင်းတို့ပြခတ်ခဲ့လို့ဖေဖော်ဝါရီလကနေဧပြီလ၁ရက်နေ့အထိပလောမြို့နဲ့အနီးဝန်းကျင်ကစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနဲ့ပြူစောတီကောင်းဆောင်၄ဦးတေဆုံးခဲ့ပါတယ်။နောက်ထပ်တင်းတပုတ်အနေနဲ့ကတော့စစ်ကောင်စီကတည်ယူခွင့်ပိတ်ထားလို့ဒကူနဲ့တာရဝင်းရွာတွေမှာစံပြက်လို့နေပါကြုံနေကြရပါတယ်။တနင်္လာရီမျိုးနဲ့တကူနဲ့တာရပွင့်ကျွေးရအောင်စုစည်းဝင်ထွက်လို့ရမယ့်လမ်းတွေကိုစစ်ကောင်စီတပ်ကပိတ်ဆို့ထားတာဟာ၃လလောက်ရှိနေပါပြီ။ အဲ့ဒီကျေးရွာအုပ်စုတွေထဲကျေးရွာ30ကျော်လောက်ရှိတာပါစစ်ကောင်စီတပ်ကအဲ့ဒီဒေသကိုသွားမဲ့ကုန်ကားတွေပေါ်စံအိတ်တွေတင်ဆောင်လာတာကို တင်းကျပ်ထားပြီးရက်ရှည်လမ်းပိတ်ဆို့ဖျက်တောက်ထားတာပါအဲ့ဒီလိုဖျက်တောက်ထားတာကြောင့်ဆိုင်းတွေမှာတင်ရောက်တဲ့စံပြက်လက်ကုန်ပါတယ်တခြားမျိုးတွေကတင်သွင်းတဲ့စံမရတော့လို့ဒေသတွင်းကကိုယ်တိုင်ကြိတ်ခွဲရောင်းချတဲ့စံတွေပါဝယ်ယူရခက်ခဲလာနေတယ်လို့ဆိုပါတယ် အဲ့ဒီဒေတာတွေမှာစံအပါဝင်အခြေခံစားတောက်ကုန်စည်နှုန်းတွေတခြားဒေတာတွေထပ်ပိုပြီးမြင့်တက်လာနေပါရဲ့ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့ဒဝဲအထူးစည်းပွားရေးဆောင်အကောင့်ထဲပေါ်ဖို့စစ်ကောင်စီနဲ့ရုရှားတို့သဘောတူညီမှုရရှိပြီးတဲ့နောက်မက်လအနောက်ပိုင်းကဆောက်လို့အဲ့ဒီဒေတာကဝေဟင်မှာစစ်ကောင်စီကကင်းထောက်လျင်နဲ့နေ့စဉ်စောင့်ကြည့်နေလို့ဘုံကျဲတိုက်ခိုက်ခံရမှာကိုစိုးရိမ်နေလို့ဒေတာခန့်တွေကပြောပါဗျ။ တည်င်းအပြည့်အစုံကိုတဝဲဝရှိုင်းတော်သားတဦးကပြောပြပေးသွားမှာပါရှင်။တဝဲတူစီဝိုင်းဆိုကောင်းတဲ့ဖော်ဖို့စကောင်းစီနေရရှာလူတဘောတူမျိုးရရှိပြီးနောက်မနနောင်ပိုင်ကစားလို့အစ်ဒေတာဝေဟင်မစကောင်းစီကကင်းထောင်ကလေးနဲ့နေစဉ်ဆောင်ခြင်းနေလို့ပိုကျတဲ့ခိုက်ခံရမှာကိုစိုးရတယ်လို့ဒေတာခန်တွေကပြောပါတယ်။ ်စစ်ကောင်စီရဲ့ခင်ထောင်လေးကြီးဟာမလ30ရက်နေ့မှာနှစ်ကြိမ်31ရက်နေ့မှာတစ်ကြိမ်တပုလက်ဒေသရဲ့အဝင်ရင်မှာပြောင်းဝဲလို့ရှိတာပါမလ17ရက်နေ့ကတဝဲသူစီဝါရေးဆိုစစ်ကောင်စီကအင်အားတရာလောက်ဖြစ်တင်ထားပြီးတဲ့နောက်မလ30ရက်နေ့ကစပြီးရင်းမြစ်နယ်စာရီရွာဖက်ကနေစစ်ကြောင်းတကြောင်းနဲ့လမ်းမမျိုးနဲ့မောင်းကန်ရွာဖက်ကလည်းစစ်ကြောင်းတကြောင်းထိုးလာနေတယ်လို့ဆိုပါတယ် ရုရှားနဲ့တဝဲဒူစီဝိုင်းဆိုပြန်လဲအကောင့်ထဲပေါ်ဖို့သဘောတူညီမှုရှာရှိပြီနော်စကောင်စီဘက်ကမလဆတိုရဲ့နေကစပြီးဒီရက်နေ့ဆက်တွင်စီးပြင်ဆင်မှုတွေခက်စိစိတ်လှုံ့ဆော်နေပါတယ်မလစတောတာပကလည်းနဘူးလေဒေတာမှာစစ်ကောင်စီတန်တဲ့ဒေါ်လာရေးတာတို့ချတိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ပါတယ်။တရှိမှာစစ်ကောင်စီတပ်ဟာဒေါ်ထူစီဝိုင်းဆိုဒေတာကိုစင်အားအများပြားတိုးပြပြီ ကြီးလီတိုပူစစ်ကြောင်းထိုးဖို့ပြင်လျက်ရှိတယ်လို့တော်လိုင်းတပ်ဖွဲ့နဲ့မိစားသူတွေစီကသိရပါတယ်။ထိုင်းမြန်မာနယ်စပ်မောတောင်မြို့မှာတောမီလောင်နေတာလေးရက်ဆက်တိုက်ရှိလာပေမဲ့ငိမ့်သက်ပေးတဲ့သူမရှိဘဲဖြစ်နေပါဗျ။ထိုင်းမြန်မာနယ်စပ်ကုံတော်ရင်းမြို့ဖြစ်တဲ့မောတောင်မြို့အနီးမှာမတ်လ28ရက်နေ့ညကလေးကစပြီးမတ်လ31ရက်နေ့အထိတောမီလောင်ကျွမ်းနေတာပါ။ အဲ့ဒီတော်မီဟာမောတောင်မြူနားမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်နဲ့မနီမဝေးမှာရှိတဲ့ဝါတော်ကနေစတင်လောင်ကျွမ်းတာလို့ဆိုပါတယ်စစ်ကောင်စီတပ်ရင်ရှိတဲ့ဘက်ချမ်းမှာတော့မိသက်တပ်ဖွဲ့ဝင်တွေကနှိမ့်သက်နေကြပေမဲ့တခြားတပ်ဖွဲ့မှလောင်နေတဲ့တော်မီကိုတော့နှိမ့်သက်တာမရှိဘူးလို့လည်းဆိုပါတယ်ဒေသခံတွေကတော့ဥယျာဉ်ခြံတွေစီမီးကူးဆက်လာနိုင်ခြေရှိတဲ့နေရာတွေမှာမီးလန့်ဖြတ်တာတွေလှုပ်ဆောင်နေကြပါဗျ။ မနစ်ကလည်းမောတောင်မြို့အနီးမှာတောမီလောင်ကျွမ်းခဲလို့ဥယျာဉ်ခြံတွေပျက်စီးဆုံးရှုံးခဲ့ရပါသေးတယ်။တနင်္လာရီမျိုးဖက်ကိုရိတ်ခါလာပေါ်တဲ့စစ်ကောင်စီရင်နှန်းကိုမင်းမျိုးနယ်တုံပြောရွာမှာမတ်လ31ရက်နေ့မနစ်ကမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ဒေသခံတချို့စီကသိရပါဗျ။တဲ့တင်အပြည့်အစုံကိုတော့ Dover Watch Wine.ta တူကပြောပြပေးသွားမှာပါရှင်။ တနေတိုင်းမြို့ဘက်ကိုရိတ်ခါလာပိုးတဲ့စက်ကောက်စီရင်တန်းကိုမြိတ်မြို့နယ်တုံပြိုးရွာမှာမက်လ32ရင်းနေမနက်ကမိုင်းဆွဲတက်ခိုက်ခဲ့တယ်လို့တော်လိုင်းရဲတပ်ဖွဲ့ဝင်တွေနဲ့ဒေသခံတချို့စီကသိရပါဗါတနေတိုင်းမြို့နယ်ထဲကစက်ကောက်စီတက်ရင်တွေကိုရိတ်ခါပိုးဖို့မြိတ်ဘက်ကလာတဲ့ရင်တန်းကိုအဲ့ဒီနေမနက်ပိုင်းမှာတုံပြိုးကျေးရွာအုပ်စုလာတာရွာနာမှာရှိတဲ့မြိတ်ပကဖာကမိုင်းဆွဲတက်ခိုက်ခဲ့တယ်လို့တော်လိုင်းရဲတပ်ဖွဲ့ဝင်တွေကဆိုပါတယ် အဲ့ဒီစက်ကောက်စီရေတန်းဟာမိုက်ဆွဲတိုက်ခိုက်ခံရပြီးတဲ့နောက်ကားငါးစီးနဲ့တာတနေသားရဲ့ဘက်ကိုဆက်မောင်းသွားပြီးနစီကမိုက်ဆွဲခံရတဲ့နေရာမှာရပ်သွားတယ်လို့မိုက်ဆွဲတိုက်ခိုက်တဲ့မြိတ်ပကဖတပ်ဖွဲ့ဝင်တူဦးကပြောပါရယ်။မိုက်ဆွဲတိုက်ခိုက်ပြီးပြန်ဆုတ်ခွာလာတဲ့မြိတ်ပကဖတပ်ဖွဲ့ဝင်တွေကိုစက်ကောက်စီတကလန်းခူးလက်မှာကြားပြတ်တိုက်ခိုက်ခဲ့တာကနေအပြန်လည်ပြစ်ခတ်မှုအနည်းငယ်ဖြစ်ပွားခဲ့သေးတယ်လို့မြေပြင်ရဲဘော်တွေကဆိုပါရယ်။ အဒီနောက်ဇဝဲရွာချစ်ဆိုင်ခမရ996တက်ရင်တုံပြိုကြီးရွာစကောက်စီတက်အထိုင်စခန်းကလက်နက်ကြီးလက်နက်ငယ်တွေနဲ့ငရဲအင်းတုံပြိုရွာဟောက်ဘက်ကိုပြက်ခတ်နေတယ်လို့အသက်26နှစ်အရွယ်တုံပြိုဒေသခံအမျိုးသားကဆိုပါတယ်အခုရပိုင်တဲ့စက်ကောက်စီတက်ကဆက်ရေးလှူရှာမှုထဲရိတ်ခါဖြီတာကိုပို့လုပ်နေတဲ့အတွက်အင်အားထက်ပြီးပြီးမော်တော်နယ်ဆက်လမ်းနဲ့ပြည်ထောင်စုလမ်းမကြီးတလျှောက်ကိုပြန်ထိချုံနိုင်ဖို့ရည်မှန်းထားပုံရတယ်လို့မြိတ်ပါကဖာတောင်းဝခန့်ရဲဘော်ကူနာကြီးကဆိုပါတယ်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့စစ်ကောင်စီကတရားခွင်ပိတ်ထားလို့တနင်္သာရီမြို့နယ်ကကုန်းတိချောက်ဈေးတွေကျဆင်းလာနေပါတယ်။စစ်ကောင်စီတပ်ဟာတနင်္လာရီမျိုးနဲ့ပဝလက်သက်နဲ့တရဖုံရွာရေးစီကွန်ပျစီသက်ဆောင်ခွင့်ကတ်သက်ပိတ်ပင်ထားတာဟာတလလောက်ရှိနေပြီဖြစ်ပါတယ်။တည်င်းအပြည့်အစုံကိုတော့ dowelwashwine.ta တူကပြောပြပေးသွားမှာပါရှင်။စစ်ကောင်စီတပ်ဟာတနင်္လာရီမျိုးနဲ့တက်ကပဝလက်သက်နဲ့တရဖုံရွာရေးစီ ကိုပြည့်စည်တယ်ဆောင်ခွင့်ကတ်တပ်ပိတ်ပင်ထားတာဟာတလားလောက်ရှိနေပါပြီအဲ့ဒီရွာတွေကနေမြေမြုပ်စီသွားတဲ့လမ်းတစ်လျှောက်ကစစ်ကောင်စီစစ်ဆေးရေးဂိတ်တွေက ကုန်ပစ္စည်းတယူတာကိုကတ်တပ်လိုက်လို့ကွာတီ၆ဈေးတွေကျဆင်းကုန်တာပါအခုလိုပိတ်ပင်ကတ်တပ်လိုက်တာကြောင့်ကွာတီ၆တပိတ်တာကိုကျတုံးထောင်လောက်ကျဆင်းသွားတယ်လို့ဆိုပါတယ်ပိတ်တာတရားဆိုရင်ကျသုံးသိန်းလောက်တောင်သူတွေနင်းနာသွားတာပါဒီလိုဈေးတွေကျနေပေမဲ့လည်းဒေသတွေမှာတိုက်ပွဲတွေဖြစ်လာနေတာမို့ တိုးလောင်မထားရဲကြပဲအောက်ဈေးနဲ့ထိုးရောက်နေကြရပါတယ်မြန်မာငလီရင်ပေဧပြီလ၁ရက်နေ့ထိရရှိထားတဲ့အချက်အလက်တွေကိုတင်ဆက်ပေးပါမယ်။ Richter scale 9.8အဆင့်ရှိတဲ့အင်အားအလွန်ပြင်းထန်တဲ့ငလီရင်ကြောင့်မြန်မာနိုင်ငံမှာထိခိုက်ပျက်စီးသေခြင်းမှုတွေအလွန်များပြားခဲ့ပါတယ်။ ဒီကနေ့ဧပြီလ1ရက်နေ့မနက်ပိုင်းအချိန်ထိနောက်ဆုံးရရှိထားတဲ့အချက်အလက်တွေအရငလျင်တန်တင့်တဲ့သူအရေးအတွက်ဟာရှစ်တန်းခွဲကျော်ရှိနေပြီလို့အမျိုးသားညီညွတ်ရေးအစိုးရကထုတ်ပြန်ထားပါဗျ။တိတ်ဆုံးသူဦးရေကတော့2400နီးပါးရှိနေပြီလို့ဆိုပါဗျ။ထိခိုက်ဒဏ်ရာရရှိသူအရေးအတွက်ကတော့မတ်လ31ရက်နေ့ညနေပိုင်းအထိစင်းအီရလူဦးရေ4000နီးပါးရှိလာနေတယ်လို့စစ်ကောင်စီဘက်ကထုတ်ပြန်ထားပါဗျ။ ဒါအပြင်မတ်လ30ရက်နေ့ညပိုင်းအထိအမျိုးသားညီညွတ်ရေးအစိုးရရဲ့ထုတ်ပြန်ချက်အရနေအလုံးရေပေါင်း15000နီးပါးပျက်စီးခဲ့တယ်လို့ဆိုပါတယ်။ဘုန်းကြီးကျောင်းနဲ့သီလရှင်ကျောင်းပျက်စီးမှုကတော့2000ကျော်ရှိတယ်လို့အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာကမတ်လ31ရက်နေ့ညနေပိုင်းမှာထုတ်ပြန်ထားပါတယ်။အလာတူမြန်မာနိုင်ငံလုံးဆိုင်ရာအစ္စလမ်ဘာသာရေးအဖွဲ့ကြီးရဲ့မတ်လ30ရက်နေ့ထုတ်ပြန်ချက်အရဗလီပျက်စီးမှု60လောက်ရှိတယ်လို့ဆိုပါတယ်။ မတ်လ28ရက်နေ့မှာအလွန်ပြင်းထန်တဲ့ငလျင်လှုပ်ခတ်ပြီးတဲ့နောက်နောက်ဆက်တွဲငလျင်တွေကဒီကနေ့အချိန်အထိဆက်လက်လှုပ်ခတ်နေဆဲဖြစ်ပါတယ်။မတ်လ28ရက်ကနေဧပြီလ1ရက်နေ့မွန်းလတနာရီအထိနောက်ဆက်တွဲငလျင်52ကြိမ်လှုပ်ခတ်ခဲ့တယ်လို့မူလဝတ္ထဌာနကထုတ်ပြန်ထားပါတယ်။ဆိုဝါပြင်းထန်လာတဲ့မြန်မာငလျင်ပေးအရေးပေါ်ကက်ဆယ်ရေးလှုပ်ဆောင်ဖို့နိုင်ငံတကာအရေးပေါ်ကက်ဆယ်ရေးအဖွဲ့တွေမြန်မာနိုင်ငံစီလာရောက်ကူညီနေကြပါတယ်။ အဲ့ဒီထဲတရုတ်ရုရှားအိန္ဒိယစင်ကာပူမလေးရှားထိုင်းဗီယက်နမ်လာအိုအင်ဒိုနီးရှားဂျပန်စတဲ့ဆယ်နိုင်ငံကကက်ဆယ်ရေးအဖွဲ့တွေပြည်တွင်းထဲရောက်ရှိနေကြပြီးရှာဖွေကက်ဆယ်ရေးလုပ်ငန်းတွေစတင်နေကြပါတယ်။အမေရိကန်ကနေဒါလိုတခြားနိုင်ငံကကက်ဆယ်ရေးအဖွဲ့တွေလည်းထပ်လာဖို့ရှိတယ်လို့သက်ဆိုင်ရာနိုင်ငံတွေက ထုတ်ပြန်ထားပါတယ်။ တနင်္လာရီတိုင်းကလူမှုကူညီရေးအဖွဲ့တွေနဲ့ငလျင်တင့်ဒေတာတွေစီတွားရောက်ကူညီကစေရေးတွေမှာပါဝင်ဆောင်ရွက်နေကြတာရှိသလိုဒေတာတွင်းမှာလည်းပုံစံမျိုးစုံနဲ့အလူငွေကောက်ခံနေကြပါတယ်။ငလျင်ကြောက်ပေဆုံးဒဏ်ရာရမှုစရင်ဟာအချိန်နဲ့အမျှမြင့်တက်လာပြီးပြိုကျနေတဲ့အဆောက်အုံတွေထဲပိတ်မိသူတွေအများကြီးရှိနေကြသလိုအခက်အခဲတွေနဲ့ရှောက်ဖွေကူညီရေးတွေဆက်လက်လှုပ်ဆောင်နေကြဆဲဖြစ်ပါရဲ့ရှင်။ ိုတနင်္လာရီသတင်းအစီအစဉ်ကိုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ရှင်မြန်မာနိုင်ငံသားများကပ်ဘေးအပေါင်းကနေအမြန်ဆုံးလွတ်မြောက်ပါစေလို့ The Wash Wine တို့သားတွေကဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်